ကျောက်ဖြူမျိုးကစစ်ကောင်စီရဲ့စီရေးပြူဟာအရာအရေးအပါဆုံးစစ်စခန်းကြီးနှစ်ခုအနီးမှာ အရခတ်တတော် AA နဲ့စစ်ကောင်စီတပ်တို့အကြားနှစ်ဖက်တိုက်ပွဲတွေအရှိန်အဟုန်ပြင်းထန်နေတယ်လို့သတင်းရရှိပါရယ်။ရဲတပ်ရင်းကိုစစ်ကောင်စီကဘလို့မှအကြဆုံးမခံနိုင်လို့အပြင်းထန်ခုခံနေပြီးဒညဝတီရဲတပ်အနီးကမလကျွန်းနဲ့တစ်ပုတ်တောင်မှလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ကျောက်ဖြူဒေသခံစီရေးသတင်းရင်းမြစ်တယောက်ကနရင်းစရာကိုပြောပါရယ်။ ကျောက်ဖြူမျိုးကိုအဓိကကာကွယ်ထားတဲ့အမှတ်32ရေးတပ်ရင်းအနီးနဲ့ရခိုင်ပြည်မှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲ့အကြီးဆုံးရေးတပ်ဖြစ်တဲ့တညဝတီရေးတပ်ဌာနချုပ်အနီးမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလာတာဟာစစ်ကောင်စီအတွက်ရှင်းတပ်မအေးစရာအခြေအနေမျိုးဖြစ်တယ်လို့လည်းဒေတာရင်းစီရေးလေးလာသုံးသက်သူတွေကပြောဆိုကြပါတယ်ကျောက်ဖြူမြို့မှာယူဟာအရရောစီရေးအရပါအခိုင်အမာတိဆောက်ထားတဲ့ရေးတပ်ရင်32ကြာသွားရင်စစ်ကောင်စီအတွက်အခြေအနေမလှဖြစ်သွားနိုင်တယ်လို့လည်း စီးရီးလေးလာတုံးသက်သူတွေကပြောဆိုကြပါတယ်။ကြောက်ဖြူဟာတရုတ်စိမ်မဲဂိန်းကြီးအများအပြားရှိတဲ့မြို့နယ်ဖြစ်ပြီးတော့ကာလာရ34ကာမာရ541 543ရေတက်ရင်30နှစ်တညဝတီရေတက်ဌာနချုပ်နဲ့အုံကျင်ရေတက်စခန်းတွေတည်ရှိတာဖြစ်ပါရဲ့ရှင်။